အဲ့တော့ကြိုက်တယ်လို့ပြောပါတော့ကြာလေး adventure ဆိုတာပုံမှာဟိုကားအဲကားစီရအရေးကြောက်ပါဘူးအဲ့တရောင်းစားလေးဆိုပြီးတော့စာတော့တော့တော့သူအမေကဝိုင်းရတော့ကားဝိုင်းရရတော့မှမလို့ဆိုတော့ဒါတော့ living အရေးကိုလိုက်ကြည့်နေရဖြစ်ပါတယ်ဒါကတော့အဲမနက်စာကိုအခုဆိုလို့ရှိရင်တော့ ဟို healthy breakfast လေးစားဖြစ်နေရပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့အူချမ်းမာရင်တိတ်မကောင်းဖြစ်နေလို့လေ။အဲအကြောင်းလို့မနက်ဆိုရင်အအုပ်ကိုအဟို overnight အုပ်ကိုညဘက်မှာစိန်ထားပေါ့နော်။အအရင်ရောက်ဆိုရင်တော့အဲ့လိုလုံးမပြင်းနဲ့။ခုနောက်ပိုင်းတော့အဲနည်းနည်းမပြင်းတော့ဘူး။ဘာလို့လဲဆိုတော့ကျမရင်ခေါင်းလောင်းနေရအရင်တီးနေပြီပေါ့နော်။အဲကြောင့်မလို့ healthy ဖြစ်တဲ့ဟာလေးပဲလိုက်ပြီးရွေးစားမယ်လို့စဉ်းစားထားတယ်။ ဒါတော့ညမအိတ်ဘူးကျင်းနေရပါတော့မနက်စားဖို့တော့ဘူးအဲတိတိတားလားအားစီးတော့လို့ပဲလားမသိဘူးဒီနေ့တော့အရင်တကြွတယ်မနက်ကအိတ်ဘရိတ်ဖတ်လေးစားတယ်ဘာမှမစားဘူးပြီးတော့အားစီးတော့တော့လိုက်တယ်အဲဒီနေ့ကျတော့အရင်တကြွလုံးနေနေနေဆိုရင်အိတ်ချင်တော့အရင်ဆိုတော့အားအိတ်ချင်တယ်အခုကလုံးဝမအိတ်ချင်ဘူးလို့တကြွတတိယလုံးလေး ။ညာတီကိုဟောမကြောက်ဘူး။ဘန်းဆန်တကြွလား။အဲ့ဒါဘယ်လိုဆိုင်လဲတော့မသိဘူးဘောနော်။ဟိုတခါလေကြာရင်အရင်တော့ breakfast ကိုမစားဖြစ်ဘူး။နေ့တိုင်းနေ့ပိုင်းကိုမစားဖြစ်ဘူး။ breakfast စားဖြစ်တဲ့နေ့စားရင်ရှားရယ်ဘောနော်။အခု breakfast လေးပုံမှန်လေးပြန်စားမိတော့နည်းနည်းကျန်းမာလာတယ်လို့ခံစားရတယ်။အရင်ရက်ကဆိုရင်တော့ပျော့ခွေးနေရတယ်။အခုတော့ပတော်ကြီးကိုထောင်းထောင်းနဲ့ပြန်ကောင်းလာတယ်ဘောနော်။အလုပ်တွေလည်း ပြန်ပြီးတော့လုံနိုင်လာတယ်။ငါပြောသေးလေးဖြစ်တယ်ပေါ့နော်။ဒီငါပြောသေးလေးကိုငါပြောသေးရကြအရင်စိတ်သက်သာတဲ့အင်းရှိမှရောင်းပြပါပေါ့နော်။အဲ့ဒါအများကြီးဝေထား။ဘယ်သူမှလည်းမကြိုက်ကြအောင်ငါပြောသေး။ကိုလည်းတကယ်တော့မပြောသေးဘူးကြိုက်တော့။ကျမ်းမာကြီးအရာသာစားမယ်ဆိုပြီးတော့ဝေထားလိုက်တာပေါ့နော်။ပြီးအင်းကြီးချင်းနေဆိုတော့လေကိုကစင်ပြေအောင်လို့လေသူတို့ရောင်းလာရင်လည်းအားပေးရတာပေါ့နော်။ ငါပြောသည်ကိုလှရဘလို့လှမမသိအမေပြောသလိုလက်ဖြားလက်နာနဲ့လှရင်ဒါဆိုဒါဆိုတော့တော့ဒီကနေ့တော်လေးစိတ်တော့ဖြစ်ပါလေမနေ့ကျတော့မှစားမယ် ဒါကတော့လေ CDM ပေါ့နော်အဲဒီတကြက်ပေါ့ဒူးတကြက်ပေါ့အဲသူနဲ့သူစမီးနဲ့အဲသူတို့ကဒီ eco printing class မှာလေတက်ပြီးတော့အဲသူတို့နှစ်ယောက်လောက်တာလေးကိုကကြည့်ပြီးတော့ဩဘာဖြစ်လဲတော့ဟာစမ်းအဲဒီကဒီအရင်လေးပဲဒီအရင်ပဲတောက်တယ်အသားနည်းနည်းစားရင်ဒါပဲပေါ့နော်ခွန်လိုက်ပါအားလုံးပဲ